မင်္ဂလာပါခင်ဗျာကျွန်တော်တို့တွေဒီကနေ့အတူတကွခန်းစားကြည့်ကြမှာကတော့မြမပကြီးလောကမှာထူးခြားတဲ့ဟန်ထူးခြားတဲ့ရေးပွဲမှုတွေနဲ့အောင်မြင်ကြကြခဲ့တယ်ပကြီးရှာလာပြင်းနဲ့ငွေဖြိုးတို့ရဲ့ဖခင်ဖြစ်သူပကြီးရှာကြီးဥမွေအောင်ရဲ့အမှုပညာကဘာပဲဖြစ်ပါလေရှာကြီးဥမွေအောင်ရဲ့ပကြီးကားတွေဟာရုပ်တရက်ကြည့်လိုက်ရင်ကိုပဲကြည်သူရဲ့နှလုံးသားကိုဆွဲကိုင်း လှုပ်ခါနိုင်စွမ်းရှိတဲ့စွမ်းအားရှိပါလေ။ဒါပေမဲ့အဲ့ဒီဗီဂျီကားရဲ့တကယ်အလှတရားတကယ်ရသကိုအပြည့်အဝခံစားနိုင်မှုအတွက်ဘယ်လိုချင့်ကပ်သက်သလဲ။ဒီဗီဂျီကားတွေကနေဘယ်လိုရသမျိုးတွေပေးစွမ်းနေတယ်လဲဆိုတာကိုအထူးတကားရှုစမ်းလေ့လာကြည့်ကြရအောင်ပါခင်ဗျာ။ပထမဆုံးအနေနဲ့ရှာရဲ့ပကြီးကားတွေကိုရုတ်တရက်ကြည့်လိုက်ရင်ကျွန်တော်တို့ ဘာကိုတွေးရမလဲကျွန်တော်တို့တွေးရမှာကရောင်သွေးတို့ရဲ့ပောက်ကွဲမှုတစ်ခုပါတောက်ပါတဲ့ရွှေဝါးရောင်နှက်ဆိုင်တဲ့စိမ့်ပြာရောင်လိုက်ဖို့စီတဲ့အနီးနဲ့ခရမ်းရောင်တွေဒီအရောင်တွေအလုံးဟာပိတ်ကားပေါ်မှာတန်ဆုံတီးဝိုင်းကြီးတစ်ခုလိုအားနဲ့မှန်နဲ့ဟိမ့်ထွက်နေတာကိုတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့တက်ကြွလှုပ်ရှားနေတဲ့ညင်ညောင်းတွေပါပဲရှမ်းပြည်နယ်မှာရှိနေတဲ့တောင်ငုံတွေရဲ့အခွေအကောင် လီဂရစ်ဆိုင်ခင်းတွေရဲ့အလွာလိုက်ဖွဲ့စည်းမှုတွေဟာငြိမ်သက်နေတဲ့ရှုခင်းတစ်ခုမဟုတ်တော့ပဲအသက်ဝင်ပြီးစီးဆင်းလှုပ်ရှားနေတဲ့စွမ်းအင်ရဲ့လာရာတွေအဖြစ်ပုံပေါ်လာပါလေဒါဟာကျွန်တော်တို့ရဲ့ပထမဆုံးအမြင်အာရုံခံစားမှုပါပဲညီယုံနေတဲ့ရင်ခုန်တက်ကြွစေတဲ့အစာတရားတစ်ခုပေါ့ ကဲအခုကျွန်တော်တို့ဒီပကြီကားတွေကို အနိကဆစ်ဆစ်ဆက်ဆက်လေ့လာကြည့်ကြရအောင်ပါအဲဒီလိုကြည့်လိုက်တဲ့အခါမှာတော့ပထမတစ်ချက်မှမမြင်ခဲ့တဲ့အမှုပညာရဲ့နှဆိုင်မှုနဲ့နည်းမှုတွေကိုစတင်တွေ့ရှိလာပါလိမ့်မယ်ရှာဥမွေအောင်ရဲ့ထူးခြားချက်က impostor လို့ခေါ်တဲ့ဈေးကိုဒုတွေရှိအောင်အထူလိုက်တင်တဲ့နည်းပညာကိုကျွမ်းကျင်စွာ အသုံးပြုခြင်းပါပဲပကြီကားကိုအနိကကြည့်ကြည့်လိုက်ပါ စေသားတွေဟာ ပိတ်ကားပေါ်မှာပြတ်ကတ်နေတာမဟုတ်ပဲတကယ်ရုပ်ကြွားတခုလိုအမြင်အနေအထုပါးတွေနဲ့ဖွဲ့စည်းထားတာတွေ့ရပါမယ်ဒီစေးသားတွေရဲ့ကျန်းနဲ့အသွေးအသားကတောင်ကုန်းတွေရဲ့မြေသားတွေကိုကျွန်တော်တို့လက်နဲ့စမ်းကြည့်နေရသလိုခံစားမှုကိုပေးနိုင်စွမ်းပါလေဒီပကြီးကားတွေထဲမှာအမြင်သာဆုံးနဲ့အထင်ရှားဆုံးကတော့ညှစ်ထုတ်ထားတဲ့ဆေးတောင်တွေကနေဓာတ်ရိုက်ထွက်လာသလိုထင်ရတဲ့ မြင်းကြောင်းတွေပါပဲဒီမြင်းကြောင်းတွေဟာပုံသဏ္ဍာန်ကိုပိုင်းခြားသတ်မှတ်ပြီးတဲ့အနာသက်မြင်းတွေတသက်မဟုတ်ပါဘူးသူတို့ဟာညီလွာရဲ့အကျောမြင်းတွေလိုတောင်နှန်းတွေပေါ်ကနေစီးဆင်းနေတဲ့စွမ်းအင်တွေရဲ့စီးကြောင်းတွေလိုပါပဲရှုခင်းတစ်ခုလုံးရဲ့အသက်သွေးကြောလို့ဆိုရမှာပါပဲဒီမြင်းကြောင်းတွေရဲ့ရှင်မြောင်မှုအတိုင်းကျွန်တော်တို့ရဲ့မျက်လုံးတွေကလိုက်ပါစီးမြောသွားရင် ပကြီကားထဲမှာခီးသွားနေရတယ်လို့ခံစားရစီပါလေ ရှာအယောင်ကိုသဘာဝအတိုင်းဖြစ်ဖို့ထက်ခံစားမှုကိုဖော်ပြဖို့အတွက်အဓိကသုံးဆွဲရလို့ယူဆမိပါလေ။လီဂရစ်စိုက်ခင်းနေတဲ့ကရွှေဝါရောင်တောက်တောက်တွေဟာနီယောင်တောက်နေတဲ့ရေပြင်တွေမဟုတ်ပဲရိတ်သိမ်းချိန်ရဲ့ကြွယ်ဝမှုအသက်ဆွမ်းအင်ရဲ့ပြည့်စုံမှုကိုကိုးစားပြုပါလေ။နှဆိုင်တဲ့ခဲယောင်နဲ့အပြာယောင်ကတော့ရိုးဝဲစမ်းချယ်မှုတောင်နှန်းတွေရဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့နည်းနည်းတဲ့ဝိညာဉ်တွေကိုဖော်ကျူးနေတယ်လို့ပါပဲ။ အယောင်တိုင်းမှာသူခံစားမှုနဲ့သူသူ့အိဗယ်နဲ့သူရှိနေတာမျိုးပါ။ ရရဲ့တချို့ပြည်ကားတွေမှာထူးခြားတဲ့အဖြူရောင်တစ်ပင်ကြောက်တွေကိုတင်ကေတာတစ်ခုအနေနဲ့ထက်သွင်းရေးဆွဲထားတာကိုတွေ့ရမှာပါအယောင်တွေရဲ့တက်ကြွလှုပ်ရှားမှုငင်းချောင်းတွေရဲ့ချီးစစ်မှုကြားထဲမှာဒီအဖြူရောင်တစ်ပင်ကြောက်တွေဟာတိတ်ဆိတ်ညင်သိချင်းရဲ့တင်ကေတာအဖြစ်ရပ်တည်နေပါလေသူတို့ဟာလှုပ်ရှားမှုနဲ့ငြိမ်သက်မှုတက်ရှိနဲ့တက်မဲ့အယောင်နဲ့အယောင်မဲ့ချင်းတို့ရဲ့အပြန်လန်ဆန့်ကျင်ဘက်ဆက်သွယ်မှုကိုပြတ်ပနေတဲ့ တွေးခေါ်ဆိုင်ရာမေးခွန်းထုတ်မှုတစ်ခုလိုပါပဲအခုရှုမြင်သုံးသပ်ခဲ့တဲ့အချက်အလက်တွေကနေတဆင့်ဘလို့အမှုပညာရသတွေကိုကျွန်တော်တို့ရရှိခံစားနိုင်ပါမလဲပထမဆုံးရသကတော့တက်ချွတ်မှုနဲ့ရှားရင်ပါပဲရှားကြီးဥငွေအောင်ရဲ့ပကြီးကားတွေဟာမြင်တွေ့ရုံတက်တက်မဟုတ်ပဲနှလုံးသားနဲ့ပါခံစားရတဲ့အမှုပညာပါပိတ်ကားပေါ်ကစွိုင်းနေဟာကြည့်ရှုသူစီကို ကူးဆက်လာပြီးလန်ဆန်တက်ကြွတဲ့ခံစားမှုကိုပေးဆွမ်းပါလေဒုတိယရသကတော့ညီနဲ့လူရဲ့ဆက်သွယ်မှုပါပဲဒီလီဂရစ်စကင်းတွေဟာသဘာဝတရားတသက်မဟုတ်ပါဘူးလူသားတွေရဲ့မျိုးဆက်ပေါင်းများစွာသောကြိုးစားအထုံမှုညီရပေါ်၊မိခိုရှင်သန်မှုရဲ့တက်တည်တွေပါပဲဒါကြောင့်ဒီပကြီးကားတွေဟာမြမမြေမြမရေရဲ့အလှတရားကို ခစ်တဲ့အမြင်နဲ့ ုံဖြူပုံဖော်ထားခြင်းဖြစ်ပါလေ။နောက်ဆုံးရရှိတဲ့ရတာကတော့အတိတ်သောအမြင်ပါ။ကျွန်တော်တို့နေ့စဉ်မြင်တွေ့နေကြရှုခင်းတစ်ခုကိုအမှုပညာရှင်တယောက်ရဲ့ထူးခြားတဲ့အတွင်းမျက်စိနဲ့ဘလို့မြင်နိုင်လဲဆိုတာကို ပြသလိုက်တာပါပဲ။တမန်တော်ကတစ်ခုကိုရှိုင်းအင်းနေစီမျောနေတဲ့ကဘာတစ်ခုဖြစ်ပြောင်းလဲပြလိုက်တဲ့အမှုပညာရဲ့မှော်ဆမှုကိုကျွန်တော်တို့အပြေအဝခံစားရမှာဖြစ်ပါလေ။ပကြီကတစ်ချက်ဆိုတာ မျက်စိနဲ့ကြည့်ဖို့တသက်မဟုတ်ပဲစိတ်နဲ့ခံစားဖို့နှလုံးသားနဲ့စကားပြောဖို့ဖြစ်တယ်ဆိုတော့ဆရာကြီးဥမွေအောင်ရဲ့လက်ရာတွေကသက်သေပြနေပါတယ်။သူ့ရဲ့ပကြီကားတွေကနေတဆင့်မြမရှုခင်းတွေရဲ့ဝိညာဉ်တွေကိုထိတွေ့ခံစားရင်းနဲ့အမှုပညာရဲ့အဆုံးမဲ့တဲ့စွမ်းအားကိုကျွန်တော်တို့အလုံးရရှိခံစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းနောက်တစ်ပတ်များမှာလည်းတခြားသောပကြီဆရာများစွာတို့ရဲ့ပကြီကားတွေကို ကြည့်ရှုခန်းစားဖို့အတွက်ကျွန်တော်တို့ရဲ့ artist artistry ကနေကြိုဆိုနေပါမယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ။